ျွန်တော်ဒီ quality တခုကျွန်တော်ရအောင်တည်ထားတယ်ကွာကျွန်တော် quality တခုမှာကျွန်တော်တို့ကောင်းကောင်းလုပ်ထားတယ်ကျွန် quantity ဆိုတဲ့အရာတွေကျွန်တော် quality ကိုပိုဦးစားပေးတယ်ကွာတင်ကိုဝေါ်လိုက်တဲ့ကပြေးထွန်းလူတော်လာမတဲ့တွေ့တဲ့ဂျီအာနေကိုဆောင်းနေပြီဘူးရလည်းကျွန်တော်ရုံးမယ်လို့မထင်ဘူးဘောဘာပေးလိုက်တာလို့ပြောတာအဲကျွန်တော်တခြင်းပြီးသွားရေဘိုးလိုအိမ်လာခဲ့ဆိုတော့ဒီအေဘောတက်လာတယ်တခြင်းသားတော့ ဲ့ကောင်းလာရတာလေအဲ့ဒါလုံးမယ်လေအဲ့ဒါမင်းတယောက်တည်းမလုံးတော့ဘူးတဲ့ဘန်ဘန်နဲ့လုံးလို့ရလားတဲ့အပြင် breather gas နဲ့ပဲ collab လုပ်လိုက်မယ်ဘောဆိုဘူးရသား ခင်တာလေးကြာပြီပေါ့စကားပြောပြတော့လုံးမယ်ဆိုပြီးနောက်နေ့ကျတော့ကျွန်တော်ကိုရိုးဝင်ရောက်ပါကျွန်တော် serious ဘာမှမလုပ်ဘူးဗျာတကယ်ပေါ့ပါတောင်းစားစကားပြောရင်းနဲ့သူ့ရဲ့ရောက်တော့ချင်းနေပြဟိုချင်းလိုက်ဆိုဒီချင်းလိုက်ဆိုဆိုရတယ်ငဘူးကောင်တချင်နဲ့လေး vibe ကထူးဆန်းတယ်ပြီးတော့ minor key ဖြစ်နေဗျာတော့ major နဲ့ minor လေးလို့ရောနေတယ်လို့လို့ပုံစံလေးအဲ့လိုမျိုးဖြစ်တော့အဲ့တချင်ကိုသဘောကျသွားကျွန်တော်တခုလုံးလို့ရမလားပေါ့ဆိုပြီးတော့ကျွန်တော်တန်တဲ့ music genre နဲ့ပေါ့နော်အဲ့ကျွန်တော်အဲ့တချင်လေးယူလာပြီးတော့ကိုရိုးကလည်းကျွန်တော်လုံးမယ်လို့မထင်ဘူးပေါ့ပါပေးလိုက်တာလို့သူပြောတာ အဲ့ကြောင့်တခြင်းပြီးသွားရင်ဘိုးလိုအိမ်လာခဲ့ဆိုတော့သူအေးကိုတက်လာရဲတခြင်းသားတော့ဟာရောကောင်းလာရည်လားလေအဲ့လိုလုံးမယ်လေအဲ့လိုမင်းတယောက်နဲ့မလုံးတော့ဘူးတဲ့ဗန်ဗန်နဲ့လုံးလို့ရလာတဲ့အပြင် breather gas နဲ့ပဲ collab လုပ်လိုက်မယ်ဘောဆိုကိုယူကစပြောတာအဗန်နဲ့ပဲဆွဲမယ်ဆိုပြီးအဲ့တော့မှဖြစ်သွားတော့အကုန်လုံးတခြင်းလေးလည်းပြတော့ကြိုက်တယ်ဘောဆိုတဲ့အဲ့ကြောင့်အလဲပိုက်တွေပြန်လုံးကြတာအဲ့တော့မှအလဲပိုက်ဘယ်လိုတီးမလဲလို့ပါလို့ပြန်တိုင်းမျိုးစေးအဝင်းကိုပြန်လုံးကြအောင်ပြန်လုံးကြတာအဲ့အလဲပိုက်ပေါ့ တ်တယ်ကိုရောကန်ထရီပုံစံလေးတစ်ထည့်လေးอ่ะအဲ့ဒါကိုကျွန်တော် နာပြီး version ပြောင်းဝင်တယ်အဲ melody ကတော့သူ့ melody ပဲကျွန်တော်ဘာမှမပြောကျွန်တော် scream တက်ပိုက်ပဲတဲ့အေးဟုတ်တယ် vibe ပဲပြောကျွန်တော် note ပဲပြောင်းဆိုလိုက်တာဗျာဟိုသူ့ melody က melody က main melody ကသူ့ဟာပဲယူလာကိုရောကပြောရင်ကျွန်တော်ကြိုက်တယ်ဗျာကိုရောကဟိုးရင်လည်းအဲ့လိုမျိုးကိုရောကဟာတလီလေသူလက်တွေ့တော့လည်းအေးကြောက်သူ့ကြော်ပြီးပွင့်လင်းပြောပြဘူးပါတယ်ဒါတချေလေးအဲ့လို relax ဖြစ်တယ်ကွာတက်တန်းနေနေဆိုကျွန်တော်တို့ဒီနောက်နဲ့၄လပိုင်းလောက်ဆိုရင်၁၀နှစ်ပြည့်ပြီ၁၀နှစ်ပြည့်ပြီဆိုတော့ အဲအဲ့ဒီတော့ပွဲလေးအောင်နည်းနည်းလေးကျွန်တော်တို့တိုင်ပင်ရသေးတယ်တခု anniversary လုပ်လာတော့အဲ့လိုပွဲလေးခုစီးတယ်မလားဟုတ်15ခုလောက်မှတွေ့တယ်16လောက်မှအဲစာလုပ်ဖို့တွေ့အဲ16တကြံပေါ့2016တကြံမှာကျွန်တော်တို့အကောင်လုံးစုံပြီးတချင်းတစ်ပုဒ်စလုပ်ကြရတယ်အဲ့ဒီကိုကျွန်တော်တို့ကဟိုဟာအတီးပဲအတီးလိုက်ပြီးတော့ anniversary date တတ်မှတ်လိုက်တော့လေးလပိုင်းဟိုပါ73ရက်နေအကြိုလေးပေါ့အဲ့အဲ့တော့ဟုတ်ကဲ့ရန်မိုင်းဆိုးဆိုတဲ့တယောက်ရှိတယ်ရန်မိုင်းဆိုးနဲ့ကျွန်တော်နေကိုးတန်းနေက plan ရှိတယ်လို့ ban လေးတစ်ပတ်လုံးမယ်တခြင်းလေးလုံးမယ်ဆိုပြီးကျွန်တော်နှစ်ယောက်ပဲစတယ်စပြီးတော့စစ်နိုင်တဲ့ဆရာညီထွေးပေါ့နော်ဆရာညီထွေးကတည်းကတင်တယ်မှာကျွန်တော်တို့စုံတော့စစ်နိုင် ban လေးစပါတယ်အဲဂျားမှာ member အပြောင်းလဲလေးရှိတယ်အဲ grade the gas ဆိုပြီးစဖြစ်တာတော့ကျွန်တော်တို့၃ယောက်ကနေလူစရှာတာပေါ့ base team တစ်ယောက်နဲ့ focus တစ်ယောက် focus gas ဆိုတဲ့နာမည်ပေးပြီးတော့စသွားမယ်ဆိုတဲ့အချိန်ကျွန်တော်မှ ban လူရှာတဲ့အချိန်ကိုပြိုးဝင်နေတော့ main ခန်းနဲ့ focus လဲပေါ့နှစ်ယောက်ပါကိုတို့ရတော့ base ဟုတ်စလို့တော့ကျွန်တော်၃ယောက်၃ယောက် ကျွန်တော်ရဲ့စစ်နိုင်ရင်တော့အခုဘယ်မှာမရှိလို့နိုင်ငံခြားထွက်ကိတာသမားပဲသူလည်းခင်ရအွန်လိုင်းမှာလူရှာတော့ကျွန်တော်ကအရင်တော့ငငယ်တော့ဘန်ရှိတယ်အာမတီးပြစ်တာတော်တော်ကြာသွားပြီးတော့အဲ2015လောက်မှာကိုကလည်းပြန်လုံးမယ်လို့စိတ်ကူးတဲ့အချိန်မှာအဲကွတ်တီတွေ့တာပေါ့အာငယ်တော့ emotion ဆိုတဲ့ဘန်နဲ့တီးဘူးတယ်အဲ့လိုပဲမယ်တဲ့ဘန်ပဲပေါ့တချင်း50ဘောလောက်လောက်ပြီးတော့အဲ့လိုပဲဘန်ကကိစ္စလေးရှိရတဲ့အဲဆက်မလုံးဖြူရက်သွားပေါ့လေအဲနောက်တော့ ျွန်တော်လည်းဂျာမားစီးပွားရေးလောက်ပါလုံးနဲ့အလုပ်ဖြစ်သွားပြီးတော့ဒီ2015လောက်ကြာမှဒီကောင်နဲ့ပြန်တွေ့ပြီးတော့ဒီဟာပြန်လုပ်ဖြစ်တယ်ပေါ့အာကျွန်တော်တကယ်တွေ့ကြတာဆရာညီထွေးတင်တယ်မှာစဆုံမှုတာပေါ့နော်ဒါပေမဲ့တရက်ွက်တဲ့သားတွေဟုတ်ဟုတ်အဲကျွန်တော်တေချာခင်တော်နဲ့ဆရာညီထွေးတင်တယ်မှာခင်တာတကယ်ချင်းသူ့ရဲ့ရန်ပိုင်ဆိုးရဲ့နဲ့၂ယောက်ပေါ့နော်သူတို့ဂီတာသမားနှစ်ယောက်ကဒီကသူတို့ဖန်လုပ်မယ် drama လိုတယ်ဆိုလို့ဒါနဲ့ဆရာမိတ်ဆက်ပြီးတော့ဆရာမိတ်ဆက်ပြီးမှတေချာခင်သွားဆီနီယာကြတယ်ကိုပြောပြရတော့ generation လဲဆောမှထင်တယ် second generation လောက်မှတည်းကကိုပြိုးရကျွေးနေပြီကျွန်တော်တို့ကြောက်နောက်ကြတယ်အရင်တော့ modern rock ပုံစံတခြင်းလေးပဲလို့ကျွန်တော်ကြိုက်တယ်အဲ့လို rock တခြင်းလေးကြိုက်တယ်အဲ့လိုပုံစံလေးလုံရင်းကနေနည်းနည်းလေးကြမ်းကြည့်မလားဗောဗျာ guitar ပဲဝယ် guitar နဲ့တီးတာဝါသနာပါလာလေ guitar ပဲပို့အယုံ site ဖြစ်လာတယ် melody band လုံးမယ်ဆင်းနိုင်လို့ပါပဲခေါ်ပြီးအဲ့လိုလုံးကျင်တယ်ဆိုတော့လုံးကြမယ်ဖြစ်ဖြစ်သွားတာဗောအဲ့ဒါအစားတော့ rock band ဒီကောင်လာခေါ်ရ rock band အနေနဲ့လာခေါ်တာခေါ်ပြီးတော့မှတီးနေတီးနေ တို့ metal လေးလောက်အောင်ဆိုပြီးတော့ rock set မလုပ်တော့ဘဲနဲ့ metal ဘက်ကိုပို့သွားဖြစ်တော့နော် EP ကလည်း metal ဘက်ကိုတည်တန့်သွားတဲ့ EP ဖြစ်လာ။ကျွန်တော်16မှာဆိုပြီးတော့တနည်းတွင်ရောင်းအောင်ထုတ်မယ်ဆိုပြီးတော့ထုတ်တာ။အဲထွက်တယ်ပထမဆုံးငါဘုတ်ကစက်ခွန်မှာထွက်တာအဲ့တော့အဲ့လာခေါ်တဲ့အချိန်မှာတော့ကျွန်တော်ဘန်နေမရှိတော့အရင်ကကျွန်တော် Starry Night ဆိုတဲ့ဘန်အဲ့အမကသူက alternative တည်တာပေါ့နော်အဲ့အဲ့မှာ main ခန့်နဲ့ကျွန်တော်နဲ့စဆုံခွေ main ခန့်ဆိုတော့ကျွန်တော်နဲ့ focus ပေါ့သူနဲ့စဆုံခွေစဆုံပြီးတော့ကျွန်တော်ဘန်လည်းဆက်မလုပ်ဖြစ်တော့အဲ့အချိန်မှာပြေးသွားနေတွေ့တာ ဟုတ်ဟုတ်ပြောအောင်နဲ့တွေ့ပြီးမှမြင်းခန့်လည်းကျွန်တော်မမျော်လင့်ထားဘူးမြင်းခန့်ဒီဘန်ကိုရောက်လာမယ်လို့ဟိုဘန် audition ဝင်ရွေးတဲ့အချိန်မှာမှအဲမြင်းခန့်ကိုခေါ်မိသွားတဲ့အချိန်မှာပြောရလို့ပြတော့မြင်းခန့်နဲ့ကျွန်တော်နဲ့အစတည်းခင်နေတော့တည်သွားလို့လို့ဖြစ်တယ်အမရောလာပြီအခုတော့ကျွန်တော်တို့တိတ်နေပြီ။ဒီကိ။ဒီကိ။အဲ့ဒါကြီးကဦးဆောင်တာပါဘူးနောက်ပိုင်း။ကျွန်တော်ဆက်သွားနေတာ။ Metal ထဲမှာပဲရှိမှာပဲ Metal နဲ့ Rock ထဲမှာပဲရှိမှာပေါ့နော်။အဲဒီ genre နှစ်ခုထဲမှာရှိ။တချို့ကြောင့်လဲ alternative rock လို့ခေါ်မလားအဲအဲ့လိုလိုတမန်လိုတမန်လိုလည်းရတယ်ပေါ့နော်အဲ့လိုအဲ့လိုပဲကိုကျွန်တော်ကတော့နောက်ပိုင်းအဲ့လိုပြစ်နိုင် classic rock တွေလုံးချင်တာပြောဖို့ကောင်းမှာတယောက် idea တကူဒါပေမဲ့ကျွန်တော်တို့တယောက် idea ပြောရင်နောက်တယောက်ကခဏနားထောင်ပေးတယ်ဗျာပြီးမှမကြိုက်မကြိုက်ဘူးလားပြင်းတော့အကြိုက်တယ်ဆိုလည်းယူသုံးလိုက်တယ်ဗျာအဲ့လိုဆိုတော့တယောက်တယောက်ကိုကိုပေးတဲ့ idea ကိုယူမသုံးလို့လည်းစိတ်မဆိုးဘူးဗျာ အဲကိုဝင်လို့တဲ့ဟာကိုမကြိုက်လို့လည်းအချိန်မစိုးဘူးဒါကျွန်တော်အားလုံးသဘောတူကုန်နော်အဲအဲ့လိုခုနကငြင်းခဲ့ပြီးသွားတယ်ကိုပြိုးပဲဟုတ်ကဲ့ခုနကဝင်လာတော့လည်းချိန်တယ်သူတို့ဘာဘူးမကြိုက်လို့ကျွန်တော်တို့ကကြိုက်နေလို့နော်ရွှေကြက်ကတော့အရင်ရောမပြောင်းပါဘူးကိုကျွန်တော်တို့လှုပ်ချင်တာလေးလုပ်မယ်ပေါ့ပြောတယ်ဘုရားညောင်းပါရေကြက်ကိုပြိုးပြောဘာရေကြက်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 ကြီးပြီလေတော့ဆက်နေမချီတော့ ရွေးချက်ကတော့ဒီတိုင်းပါပဲကျွန်တော်တို့တော့ကိုလုံးချင်တာပဲကိုလုံးကြတာလေအဲ့တော့လောက်ရရင်ပျော်တယ်အလောက်ပါပဲအများကြီးတော့လည်းမစင်လာတော့ပါဘူးရွေးချက်တွေပါရရဲ့လို့တော့ဒီတိုင်းပဲဒီဟာလေးလုံနေရရင်ကျေနပ်နေတာပဲလေဒီလောက်ပဲပေါ့အဲလုံနေနေတော့တခါလေးတော့လည်းအခက်အခဲတော့နည်းနည်းပါတော့ရှိတဲ့ဟာလည်းရှိတာပါလေရှိပေမဲ့တော့လည်းကိုကြိုက်တဲ့ဟာကိုလုံနေရတာပဲဆိုတော့အဲ့ဒါပါပဲကျွန်တော်ကတော့ဒူးကြတဲ့ရွေးချက်တစ်ခုတော့ရှိတယ်ဘယ်လိုလဲဆိုတော့ကျောင်းချင်း quality တခုကျွန်တော်ရအောင်တည်ထားတယ်ကွာကျွန်တော် quality တခုမှာကျွန်တော်တို့ကောင်းကောင်းလုပ်ထားတယ်ကျောင်း quantity ဆိုတဲ့အရာတွေကျွန်တော် quality ကိုပိုဦးစားပေးတယ်ကွာဟောကျွန်တော်တို့တွေကနိုင်ငံခြားဘန်တွေလိုမျိုးအဘန်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဲမေတို့ကဲမှာနေမင်းဂိမ်းဆော့မလားဂိမ်းဆက်ဝယ်ပေးမယ်မင်းဘာကကြိုက်လားဘာကဝယ်ပေးရမယ်သူထားတဲ့ life time မှာနေတာမဟုတ်ဘူးကျွန်တော်တို့ကကိုယ့်ဘောဘွားရက်ဒီလေဒီမှာလောက်ရတယ် struggle တွေအများကြီးလောက်အဲဒီထဲမှာကျွန်တော်တို့ကဒါကိုလောက်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့မှဟို quality ကိုဦးစားပေးလုပ်မယ်ဆိုရင်တော်တော်ချင်းပေးရတယ်တခြင်းတစ်ပုဒ်ကဟိုကောင်တွေကတို့အိမ်ထဲမှာတို့တလာတိုင်းနဲ့တပုဒ်တွင်ထွက်လာမယ်ဗျာကျွန်တော်တို့ကသုံးလေးလပေးရင်ပေးရပါကျွန်တော်တခြားမိသားစုတွေခေါင်းထဲထည့်ရတာအရင်များတယ်ဗျာဆိုတော့ကျွန်တော်မှအဲ့ quality တခုကျွန်တော်အမြဲတမ်းဦးစားပေးတယ်ဗောနော်အဲ့တိုင်းပဲကျွန်တော် produce လုပ်တယ်တခြင်းတွေလို့ဆိုတော့လူနားတော့ကျွန်တော်ပြောတယ်ကဲမကောင်းလို့လာပြီးတော့ကျွန်တော်တို့ဝေဖန်တဲ့ဟာမျိုးကိုလည်းကျွန်တော်လက်ခံပေးတယ်ဟိုဆဲတာမျိုးတော့လက်မခံဘူးဗျာသိရမလားဆိုတော့ ကျွန်တော်တို့ရောက်စီခြင်းနဲ့နားထောင်စီခြင်းနဲ့နားထောင်ကြည့်စီခြင်းနဲ့ဗျာကဲမကောင်းဘူးဆိုလည်းမကောင်းဘူးเนาะကျွန်တော်တို့ကဟိုအရင်ကြီးပိုလိတိရောရောဖြစ်သွားမယ်အောင်မြင်သွားမယ်ဆိုတဲ့အထိမမျောလင့်တာဘူးဗျာကျွန်တော်တို့လုပ်တဲ့ဟာလေးတွေကိုနားထောင်နေအတိမပြုတ်ရဲဆိုရပြီဟိုမှကြောတရှင်နားထောင်ရတယ်ဗျာဒီတရှင်ကျွန်တော်လုံးနေတာဆိုတော့သူတို့သိကြမှာသိမယ်ဗျာသိရမှာမသိလည်းရတယ်အဓိကတရှင်နေရကျွန်တော်တို့ပေးခြင်းနဲ့ message တွေပဲအဲ့ဒါလေးတွေကိုတော့ရည်ရွယ်ချက်ရှိတယ်ရောက်စီခြင်းနဲ့လူတွေစီကိုဒါဒါလေးကတော့ကျွန်တော်ရည်ရွယ်ချက်ပေါ့ရောက်တယ်ဆိုတာဟို တနိုင်ငံလုံးအတိုင်းတိုင်းနားထောင်လူတိုင်းနားထောင်ဆိုတဲ့အတိုင်းတာတော့မဟုတ်ဘူးဗျာတချင်းကိုတစ်လေးနဲ့ရွေးပြီးနားထောင်တဲ့လူတွေစီတော့ကျွန်တော်ရောက်စီတင်တယ်ဗျာအဲအဲအဲ့ဒီရွေးချက်လေးတော့ရှိတယ်တချင်းလေးနားထောင်ပေးရင်ကျွန်တော်ကျင်းသစ်တင်ပါတယ်လို့ပြီးတော့နောက်တစ်ခုကပုံပုံနည်းထွက်တာဒါဒီဆယ်ရက်နေပေါ့နော်ဟုတ်ဆယ်ရက်နေထွက်တာဆယ်ရက်နေထွက်တာဒီ acoustic album လေးပေါ့ deluxe 2 2.0 deluxe 2.0တချင်းတော့ပုတ်ပါတယ်အဲ့ album လေးကိုဖြစ်နိုင်တော့နားထောင်ပေးကြပါအဲ့ဒီချင်းထဲမှာကျွန်တော်ကျွန်တော်တော့ အားထည်ထားတဲ့ဟာလေးပါတယ်ဗျ acoustic နဲ့ပတ်သက်ပြီးတော့ဒီ mixing နဲ့ produce by နဲ့ပတ်သက် production by နဲ့ပတ်သက်ပြီးတော့တော်တော်လေးအားထည်ထားတာလေးပါတယ် vibe လေးအသေးတစ်ခုလည်းရမယ်လို့ညှော်လင်းညှော်လင်းနေပေါ့နော်ဟုတ်တယ်ဟုတ်တယ် rangoon ရဲ့ rangoon ရဲ့ active 44 fade out fade out ဒီတော့မှ မိုက်တယ်ကြာကျွန်တော်တို့အေးအချင်းတို့ပိုအများကြီးအားလိုက်နားတော့တယ်ကျွန်တော်တို့တော်တော်မိုက်တယ်လို့ခန့်စားတာလေမယိုးပါဘူးကျွန်တော်တို့ Franco ဆိုရင်စာသားလေးနည်းနည်းပြောင်းလာတယ်ပေါ့အဲ့ဒီထဲမှာ Melody ကပြောင်းလာအချင်းတစ်ပုံလုံးလုံးဝမတူဘူး Chorus ပဲတူတယ်